တီးခဲတဲ့တပတ်ကကျွန်တော်တမိုင်းထဲက Emperor Iron အကြောင်းကို post နဲ့ရေးပေးခဲ့ဘူးတယ်ဒီနေ့မှာတော့ကျွန်တော် game ထဲက Emperor Iron အကြောင်းကိုပြောပြပေးသွားမယ် Emperor Iron ဆိုတာကျွန်တော်တို့ရဲ့အဓိက villain လူစိုးကြီးပေါ့ဗျာ Ori Pavilion ကိုတီထောင်တဲ့လူပြီးတော့ Dream Puppet လို့ခေါ်တဲ့ zombie တွေကိုထိ ंछ ုံနိုင်တဲ့လူဖြစ်တယ်ဒါဆိုရင် Emperor Iron ကဘလို့ဖြစ်ပြီးတော့ Dream Puppet တွေကိုထိ ंछ ုံနိုင်လာတာလဲ ီတော့ Ori Pavilion ကိုဘာကြောင့်တည်ထောင်ခဲ့တာလဲ Emperor Ain ကိုခင်မင်းတဲ့သူကတော့ Li Chou လို့ခေါ်ကြတယ်။ Li Chou မှာ ချက်ရတဲ့အကမယ်လေးတယောက်ရှိတယ်။သူ့ကိုတော့လျိုချင်းကြီးလို့ခေါ်တယ်။လျိုချင်းကြီးက Emperor Ain သူ့ရဲ့နှမ်းကိုစွန့်ပြီးတော့နှင်ထုတ်ခံရတဲ့အချိန်မှာ Emperor Ain နောက်ကိုလိုက်လာပြီးတော့တင်မတူ ရှင်မကွာနေဖို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့လီโจက လျှို့ချင်းကြီးဟာအနာကလက်လက်ရှိနေတယ်တကယ်လို့သာသူ့နောက်ကိုဆက်လိုက်လာမယ်ဆိုလို့ရှင်သူသူမရဲ့လက်ပတဲ့အနာကလေးပျောက်ဆုံးသွားမယ်လို့ယုံကြည်တယ်အဲ့ဒီအတွက်သူ့လိုမျိုးဘာအာနာပါဝါမှမရှိတဲ့လူနောက်ကိုလိုက်မယ်အစားအာနာပါဝါရှိတဲ့တစုံတစ်ယောက်နဲ့လက်ထပ်ပြီးတော့အေချမ်းနဲ့ဘဝကိုဖျက်ဆီးဖို့အတွက်နှင်ထုတ်ခဲ့တယ်အဲ့ဒီအတွက်လျှို့ချင်းကြီးဟာနောက်ဆုံးအနေနဲ့ Orient Dance လို့ခေါ်တဲ့အကနဲ့ကပြဖြိုပေးခဲ့တယ်။ Emperor အိုင်တဖြစ်လဲလီကျိုးဟာအခုတော့အိမ်နှိမ့်ဆံဘွားရောက်သွားပြီဖြစ်တယ်။သူနှင်ထုတ်ခိုင်းတဲ့လမ်းတစ်လျှောက်ကိုလျှချင်းကြီးကလိုက်လာပြီးတော့ Emperor အိုင်နဲ့အတူနေထိုင်ဖို့အတွက်ခွန့်တောင်းတယ်။ဒါပေမဲ့ Emperor အိုင်လီကျိုးဟာသူ့လိုမျိုးအာဏာမရှိ ပါဝါမရှိအဆင့်တန်းမရှိတဲ့လူနဲ့လက်ထပ်မဲ့အစားတခြား ာနာရှိတဲ့အဆင့်မြင့်တဲ့အရာရှိတယောက်နဲ့လက်ထပ်ဖို့အတွက်လျုပ်ချင်းကြီးကိုပြောလိုက်ပြီးတော့လျုပ်ချင်းကြီးဟာဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့ Ori Dance လို့ခေါ်တဲ့အကောက်ကိုကပြဖြောပေးပေးဖို့တောင်းဆိုခဲ့တယ်။အဲ့ဒီအတွက်လီဂျိုးဟာလည်းလျုပ်ချင်းကြီးရဲ့အကောက်ကို နောက်ဆုံးအနေနဲ့ကြည့်ရှုခဲ့တယ်လီဂျိုဟာ Emperor Iron ဆိုတဲ့ဂုံပုတ်မရှိတော့ပေမဲ့ ူဟာဘယင်ထီနန်းကိုချိန်ချောက်နေလို့မဲဆိုတာဂျူဝမ်ကသိတယ်။အဲ့ဒီအတွက်အခုဘယင်ဖြစ်နေပြီဖြစ်တဲ့ဂျူဝမ်ကစွန်ပူချီလို့ခေါ်တဲ့ဆရာဝန်တယောက်ကိုလောက်ကြံဖို့အတွက်ဆွေးလွှတ်လိုက်တယ်။စွန်ပူချီဟာလီကျိုးကိုအစိတ်နဲ့လောက်ကြံဖို့စူးစမ်းတဲ့အချိန်မှာဆောနာက အကမယ်လေးလျူချင်းကြီးကအဲ့ဒီအစိတ်ကိုတောက်လိုက်တယ်။တောက်လိုက်တဲ့အတွက်လျူချင်းကြီးကတိတ်ဆုံးသွားမဲ့အစားဒုက္ခနာကအစိတ်တွေကိုပဲ့ဖြစ်သွားတယ် ဒီအရာကိုစွန်ပူချီရတွေ့တဲ့အခါမှာစံတတ်မှုတွေလုပ်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်စွန်ပူချီကမတေနိုင်တဲ့ဆေးကိုလိုက်ရှာနေတာဖြစ်တယ်စွန်ပူချီကြားထားတဲ့ပုံပြင်တစ်ပုဒ်ကလွန်ခဲ့တဲ့အနှစ်300မှာဘာဘူးလို့ခေါ်တဲ့တမန်နဲ့ဖီးယားကကောင်းချီးပေးထားတဲ့ဆေးစရာတယောက်ရှိတယ်အဲ့ဒီဆေးစရာစီမှာ warm လို့ခေါ်တဲ့ကြောက်ရွံ့ဖြစ်စေတဲ့ပိုးကောင်တွေရှိတယ်ဒီပိုးကောင်တွေဟာ ထိတွေ့တဲ့လူတွေကိုကြောက်ရွံ့ဖြစ်တော်ညာလဲအဲ့ဒီပိုးကောင်တွေကိုအသုံးပြုတတ်မယ်ဆိုလို့ရှိရင်မတည်နိုင်တဲ့ထာဝရအသက်ကိုပေးတယ်ဒီအရာကြောင့်မို့လို့ဘာဝူကိုရွာသားတွေကမတည်နိုင်တဲ့အသက်ကိုတောင်းဆိုကြတယ်အဲ့ဒီအတွေ့နတ်ဖျားတွေကစိတ်ဆိုးပြီးတော့တရွာလုံးကိုမြေကြီးအောက်ကိုပို့လိုက်ပြီးတော့ Gambling Abyss လို့ခေါ်တဲ့နေရာတစ်ခုဖြစ်သွားစေတယ် ဒီနေရာကိုစွန်ဖူချီရရှောက်ွေတွေးစီထားတာဖြစ်တဲ့အတွက်အဲ့ဒီနေရာကိုစောနာကလျုပ်ချင်းကြီးကိုခေါ်လာတယ်။လျုပ်ချင်းကြီးရဲ့ထူခြားတဲ့ခန္ဓာကိုယ်မှာအစိတ်တန်ခံနိုင်တဲ့အာနိသင်ရှိတာဖြစ်တဲ့အတွက်စောနာကဝမ်ပိုးကောင်တွေကိုလျုပ်ချင်းကြီးနဲ့ဆန်းတတ်တယ်။ဆန်းတတ်မှုဟာအလွန်နာကျင်စရာဖြစ်တဲ့အတွက်လျုပ်ချင်းကြီးဟာသူမရဲ့ချစ်ရတဲ့သူအမ်ပါရာအိုင်လီကျိုးရဲ့နာမည်ကိုပဲအမြဲတမ်းရည်နေခဲ့တယ်။ကျိုးဆိုတဲ့နာမည်ကိုကျွန်တော်တို့ဒီနေရာမှာတွေ့ရလိမ့်မယ်။ ဆွန်ဘူချီကအနီးနားကရွာတွေကိုတချင်းဆိုပြီးတော့ခါရံဖို့အတွက်အသုံးပြုသေးတယ် လျိုချင်းဤဟာစွန်ပူချီခိုင်းတဲ့အတိုင်းလာတာညမှာတချင်းဆိုရတယ်။အဲ့ဒီအတွေ့သူမကို အနီးနားကရွာသားတွေက အမောင်ညရဲ့နှက်သမီးလို့ခေါ်ကြတယ်။လျိုချင်းဤကိုဆွဲလမ်းမိတဲ့ရွာသူရွာသားတွေဟာဂူထဲကိုဝင်ရောက်လာပြီးတော့စွန်ပူချီရဲ့စံတက်ခံတတ္တဝါတွေဖြစ်ကုန်တယ်။ဒါပေမဲ့ဒီရွာသားတွေအားလုံးဟာလျိုချင်းဤလိုခန္ဓာကိုယ်မျိုးမရှိတဲ့အတွက်အားလုံးဟာပပစ်တွေဖြစ်ကုန်တယ်။နှစ်ပေါင်းများစွာအကြာမှာတော့လျိုချင်းဤဟာမသေးနိုင်တဲ့သူဖြစ်လာတယ်။ ဒါပေမဲ့လူသားဆံမှုမရှိဘူးပြီးတော့ဆွန်ဘူချီကသူ့ကိုထိန်းချုပ်ထားတယ်အဲ့ဒီအတွက်သူ့စိတ်ပြန်မှန်လာတိုင်းသူ့ကိုယ်သူတတ်တယ်ဖို့စူးစမ်းတယ်ဒီเจ้าရာဟိုကျွန်တော်တို့ဒဗိုက်ကင်းအเจ้าပြောတော့ငါပြောခဲ့ဘူးလေဒဗိုက်ကင်းဆိုတာတကယ်တော့လျှို့ချင်းရေเจ้าမလို့တေဆုံးသွားတဲ့လူတွေရဲ့တားတယောက်ဖြစ်တယ် လူချင်းကြီးဟာသူ့ကြောင့်မလို့လူတွေတည်ဆုံးသွားတာတီးတော့သူတို့ရဲ့သားဖြစ်တဲ့တပွိုက်ကင်ကိုငွေစားထားတယ်အသင်သူ့ရဲ့စံတတ်မှုတွေမှာအောင်မြင်တော့စွန်ဘူးချီကလည်း Gambling Apps ကနေထွက်သွားတယ်လီချိုးကဒီတဲ့နေကိုကြားတော့စွန်ဘူးချီရဲ့ဆရာမစ္စတာမုံရွဲ့နဲ့ဒီနေရာကိုရောက်လာတယ်ပြီးတော့ လူချင်းကြီးကိုကုသဖို့ကြိုးစားခဲ့တယ်။လူချင်းကြီးကနောက်ဆုံးမှာတော့သူ့ရဲ့နဂိုမူလာစိတ်ချင်းတွေကိုပြန်လည်ရရှိလာတယ်။ Emperor အိုင်တစ်ဖြစ်လဲလီကျိုးနဲ့လူချင်းကြီးဟာဆိုလို့ရှိရင်ဒီ Gambling Abyss မှာပျော်ရွှင်စရာအချိန်တချို့ကိုရရှိကြတယ်။လူချင်းကြီးဟာလီကျိုးအတွက်ကပြဖြောဖြေတယ်။ပြီးတော့သူတို့နှစ်ယောက်ဟာဆိုလို့ရှိရင်တစ်ချိန်ချိန်မှာတာယာစီပင်နဲ့နိုင်ငံတစ်ခုကိုပြန်လည်တည်ထောင်ချဖို့အတွက်ဂရုပြုကြတယ် ဒါပေမဲ့စွန်ဘူချီရဲ့စံတမှုကြောင့်မလို့အစိတ်တွေက အနီးအနားမှာရှိတဲ့ Legendia Village ကိုစိတ်ဝင်သွားပြီးတော့မြေပုံပေါ်မှာရှိတဲ့ World Village တရွဲရွာဖြစ်လာတယ်။ဒီဘေးအန္တရာယ်တွေကိုဖျောက်ဖျက်ဖို့အတွက်လက်နက်သမီးလို့ခေါ်တဲ့ Legendji ရဲ့ mission မှာလူတွေက Legendji ကိုလက်ထပ်ပေးဖို့စူးစမ်းကြတာကိုတွေ့ရလိမ့်မယ်။ခိုင်ဖုံမြို့က Sorofi Village မှာဆိုရင်လေဒီစွန်ဘူချီရဲ့စံတမှုကိုတွေ့ရလိမ့်မယ်။ ်မြို့ချင်းကြီးကတမင်မျက်နှာဖုံးကိုဝတ်ဆင်ပြီးတော့ရွာသားတွေကိုကုသပေးခဲ့တယ်။ဒါပေမဲ့ကုသလို့မရနိုင်တော့ဘူး။နောက်ဆုံးမှာတော့ရွာပေါင်းများစွာဟာစွန်ဘူချီရဲ့တိမ်မင်းထောင်ချောက်ထဲကိုရောက်သွားတယ်။သူမဟာလည်းစိတ်ဓာတ်ကြပြီးနောက်ဆုံးမှာတော့ကိုကိုကိုတတ်သိသွားတယ်။လီကျိုးတစ်ဖက်လဲ Emperor Ain ကတော့ကွဲပြားခြားနားတဲ့လမ်းကိုရွေးချယ်ခဲ့တယ်။သူက လူတွေဟာ ဘလို့စင်းမြင့်စည်းကမ်းဘလို့တိလတရားတွေကမှတားဆီးလို့မရဘူးအဲ့ဒီအတွက်ဒီကဘာကြီးကိုငိမ့်ချမ်းစေဖို့အတွက်ဆိုရင် အာလုံကစိတ်ခံစားမှုကင်းမဲ့တဲ့တတ္တဝါတွေဖြစ်မှဖြစ်မယ်လို့သူကယုံကြည်တယ်အဲ့ဒီအတွက်ညိုချင်းကြီးတည်ဆုံးပြီးနောက်ပိုင်းမှာညိုချင်းကြီးကိုတရိရတဲ့အနေနဲ့ Ori Dance ကိုတရိရတဲ့အနေနဲ့ Ori Pavilion လို့ခေါ်တဲ့အဖွဲ့ကိုတည်ထောင်တယ်ဒီအဖွဲ့ရဲ့ဆောင်ဘုတ်ကခံစားချက်ကအပြစ်တွေဖြစ်စေတယ် ါကြောင့်မလို့ခံစားချက်မရှိမှသာလျင်စင်ကြယ်တဲ့တိလတရားရှိမယ်။စင်ကြယ်တဲ့တိလတရားရှိမှကဘာကြီးကိုတိဆောက်နိုင်မယ်ဆိုတဲ့စံပုတ်ဖြစ်တယ်။ Emperor I ရဲ့ယူဆချက်အရတော့ဘယ် Emperor ကိုမဆိုသူသားတကယ်စစ်မှန်တဲ့အုပ်ချုပ်တဲ့သူဖြစ်တယ်။သူသားတကယ်ထမ်းမင်းစဲရဲ့တဦးတည်သောအမွေဖြစ်တယ်။ဒါကြောင့်မလို့စုံမင်းစဲဖြစ်ဖြစ် ကျိုးမင်းစစ်ဖြစ်ဖြစ်ဘယ်မင်းစစ်နေနေသူ့ရဲ့ channel ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အဓိကဇာတ်လိုက်ဖြစ်တဲ့ anti han တို့ရဲ့စုံမင်းစစ်နဲ့ထိတိုက်တွေ့တာဖြစ်တယ်။ဒါဆိုလို့ရှိရင်တော့ emperor i ရဲ့အကြောင်းကိုအားလုံးသိကြပြီလို့ထင်ပါတယ်။ဗီဒီယိုကိုဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။